မင်္ဂလာပါရှင်အခုတခါမှာတော့ဆ ्याम ကြီးခင်နေယူရေးသားထားတယ်ခန္ဓာနဲ့အာယုံဆိုတဲ့ဝိတ္ထုတို့ကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်အားပေးနားဆင်ကြည့်ကြပါရှင်ခန္ဓာနဲ့အာယုံခင်နေယူမရွှေစင်သည်ဖရာသခင်ကိုပင်ကျေးဇူးတင်ရမည်လောကံတရားကိုပင်ကျေးဇူးတင်ရမည်လောမဝေခွဲနိုင် သို့သော ထိုအိမ်ကြီးကိုရောက်လာရသည်မှာသူ အလွန်ကံကောင်းလာပြီးဟုထင်မြင်ယူဆရပါမည်။အိမ်ရှင်မှာမစ္စတာလျူဖြစ်သည်။လျူဤဇနီးကလည်းချုံးမွေလှပသူ ဖြစ်လေသည်။ရွှေစင်သည်အိမ်အခန်းနိုင်ကိုရောက်သည်။အိမ်ဤရနံ့သည် တင်းပြန်နေသည်။အခန်းနိုင်ရှိပန်းအိုးငယ်များမှပန်းပွင့်များကပင်လောအမွေးတိုင်းကပင်လောတွေးဆ၍မတက်ပေ။ရနံ့များသည်အိမ်သားများဤစိတ်ကို အားတက်ရှင်လန်းစေပေသည်။ လျှူဤအခန်းကိုသွားရရင် ကျမ်းမြင့်တက်ရှိကိုစောမခရီပါမွှေးလိုနူးညံ့သည်။ရွှေစင်သည်ခြေထောက်အရာသာရှိတိုင်းကိုစောကိုပုတ်တိုက်၍လျှောက်၏။နယံများသည်အဝါနုရောင်ဖြစ်သည်။ရွှေစင်ဤစိတ်ကိုယ်ထဲတွင်အကဲ၍သူသာအိမ်ရှင်ဖြစ်လျင်တော့အခန်းနယံများကိုခုတ်ဥရောင်တုံမီမိလုံးများကလည်းပြပြနုနုကလေးဆိုရင်အိမ်ကလေးသည်ဘလောက်အေးချမ်းနေမြင်နည်း။ဒါပေမဲ့သူတခင်များကတရုတ်များဖြစ်၍ ပန်းရောင်နှင့်အဝါကိုသာအသုံးများကြသည်သူသည်လျှူးတို့ဇနီးမောင်နှင့်အတွက်သာအစီပါဖြစ်၏တအိမ်လုံးဤအစီကံထဲတွင် သူအသက်သားဆုံးဖြစ်ပေသည်လျှူးတို့ထမင်းစားကံတွင်သူသည်အပားမှထိုင်ယုံမဲထိုင်နေရသည်တခါတရံတကောင်စနှကောင်စဝင်လာသောပိုးကောင်နှင့်ရင်ကောင်တို့ကိုညင်သာစွာရက်ခတ်ပေးရသည်နယံတွင်ကတ်ထားသောမိဘုံအိမ်များသည်ပန်းရောင်ဖြစ်၍ မီးရောင်ကလည်းနှင်းစီပန်းသွေးရောင်လိုလင်းနေသည်။ထမင်းစပွဲပြီးရှိမှန်ပြီးတော့အနေပေါ်တွင်ပန်းသီးနှင့်တပြစ်သီးတို့၏ရနံကလည်းချိုချိုလေးတင်နေသည်။လျူဤဇနီးထမင်းစားပြီးလျင်သူသည်လက်စေးခွက်ထဲသို့အော်ဒီကလုံး34ဆက်ခန့်ထည့်ပြရသည်။ရွှေစင်ဖို့အာလုံးအံ့ဩစရာကောင်းနေသည်။နေနေညညအစဉ်လိုပင်တာရောက်တာရရှိလာပါလားညနေဆောင်ရင်တော့ ရေခဲစိန်ထားသောစတော်ဘယ်ရီသီးများကို Nas No Malai များရောရွေမှွေးပြီးဖပကန်နှင့်အစင်းသင်ထည့်ပြီးသားကို ရွှေစင်ကယူသွားရသည်လျူရိုဇနီးမောင်နှံသည်အိမ်နောက်ဖက်ချန်နေရှိမြက်ခင်းမော်တွင်ကျင်းကလက်ထိုင်များနှင့်အေးချမ်းစွာထိုင်နေကြသည်အင်းရရေပြင်ပေါ်မှဖြတ်တန်းလာသောလှီအေးကလည်းရွှင်လန်းစရာကောင်းလာသည်ရွှေစင်သည်တည်တည်ပကံကို အလဲစပွဲပေါ်ချပေးလိုက်သည်ပြီးရင ကံငယ်များနှင့် သူတခင်များတို့ထည့်ပေးလိုက်၏။ကံဆောင်ကိုနောက်ခိုင်းထားသောအိမ်ကြီးမှာယခုလိုကြည်ရတော့လဲအနောက်နေကြီးများတဲ့တွင်လှပ၍နေပေသည်။သူနင်းထားသောမျက်ခင်းကို ရွှေစင်ကအရသာခန့်ကြည့်နေပြန်သည်။မျက်တွေကလည်းနှုံညံ့နေရပေ။သူသည်စိတ်ထဲမှစကားပြောနေမိ၏။ရမန်နေကမှဖြတ်ပြီးစားဖြစ်၍မျက်ကလေးများကလည်းစိမ့်၍ညင်နေသည်။ ရွှေစင်သည်အနားတွင်ရက်ရင်အင်းရကံဘတ်သို့မျှော့ကြည့်နေ၏ရွက်ဖြူများသည်ကံရည်ပြင်တွင်ညင်သာစွာရွေရှားနေသည်ရည်သည်ပြ၍ကန့်ဆက်ကစိမ့်သည်တစ်ချက်တစ်ချက်တွင်နေစီကစိမ့်ရောင်လက်သွားပြန်သည်မျက်လုံးကိုမိတ်၍ရွှေစင်သည်ခဏမျှမိတ်နေလာသည်မနက်တိုင်းတွင် ရွှေစင်သည်လျှူးနှင့်သူဇနီးအခန်းသို့အစောဆုံးသွားရသည်ဖျူးတို့သည် အမေရိကန်ဆန်သောတရုတ်များဖြစ်၍တခန်းစီအိတ်ကြသည်။ကွေကအုံနှင့်နှုတ်ကြိုထားသောပူပူနွေ့နွေ့နှပ်ပကံကိုလူရိုအိတ်ခန်းများသို့အမြဲတမ်းတွား၍ပူရသည်။သူသည်ပင်ပင်မှန်မှန်ဘာကိုမှမလုပ်ရပဲအစဉ်တက်တက်ရရနေရသည်။ထို့ကြောင့်ရွှေစင်သည် ကြာလီလီလှပချုံမွေလာလေသည်။နနက်တွင်လီများကလည်းလှမ်းဆန်းနေသည်။သူသည်ကွေကအုပ်ပကံကိုစပွဲပေါ်ချ၍လူအိတ်ခန်းမှနောက်ဖက်ပြတင်းကိုဖွင့်လိုက်၏။ အင်းရရေပြင်ပေါ်မှလေတို့သည်ပြတင်းမှဖြတ်ဝင်လာကြသည်အေးဟေးကောင်းလိုက်တယ်လေအေးပဲကွာလျှူးသည်တဘောကြစွာပြောလိုက်၏ရွှေစင်ကမုံညိမ့်တက်နေသည်သူသည်ဝရဏာသို့ထက်၍အောက်သို့ငုံကြည့်၏နှင်းစီပန်းတွေဟဲပန်းရောင်စုံများပွင့်နေသည်မှာအပေါ်စီးကကြီးမှတာ၍လာသည် သူစိတ်ထဲတွင် ထိုးအိမ်ပိုင်ရှင်ကြီးဖြစ်ချင်လာသည် ဒါပေမဲ့ထိုအိမ်ကြီးကိုစောင့်ရသည်မှာတသိန်းကုန်သည်ဟုသိရသည်တသိန်းဆိုသည်မှာသူနှင့်အလန်းကွာလာသည်ထို့သော ထိုအိမ်ကြီးရှင် အဖြစ်ကိုတော့သူခံယူလို့လာသည်ဘလုံနီးနဲ့များထိုအိမ်ကြီးရှင် ဖြစ်ရပါမည်လဲစိတ်ထဲမှမခွဲမခွာပဲထိုအိမ်ကြီးတွင်နေထိုင်နိုင်မှု သူသည်ထာဝရဆုတောင်းမိ၏ဝရဏအခန်းတွင်မှသူလှည့်ပြန်လာ၏လျှူးသည်ဖြည်းဖြည်းပင်ကိုယ်ကအုပ်ကိုတောင်းနေသည် အငွေ့များသည့်ပကံမှလွန်၍လှူးမျက်နာသို့တိုးကာဟန်နေသည်။ရွှေစင်သည်သပွဲနာသို့ကပ်၍သွားသည်။ထုံးစံအတိုင်းအနားတွင်ရက်၍ဆောင်နေသည်။အပြင်တွင်နေကြီးများမြူးစာပြူလာသည်။ဖြတင်းမှနေကြီးများကြောင့်အခန်းနရံဤအဝါရောက်မှတောက်ပါနေသည်။လှူးသည် ရွှေစင်မျက်နာကိုကြည့်၏။မင်းပါလေးတွေကနှင်းစီသွေးလိုပဲကွယ်။ရွှေစင်သည်ပြုံးရမည်လား။ ဘာလို့ရမည်လားမသိလျူဤစကားကိုကြောင်၍နားထောင်နေသည်လျူသည်ကလထိုင်မှထား၍ရွှေစင်မေးစေကိုဆွဲကင်ကမျက်နာကိုမော်လိုက်သည်ပြီးရင်ပါးကိုလင်းလိုက်သည် သို့သောရွှေစင်မနာပင်သူကငြိမ်၍နေ၏ရင်များကခုံ၍လက်များကလည်းတုန်နေသည်ကျမသွားတော့မယ်ရွှေစင်သည်ပကံကိုယူ၍အခန်းတွင်မှဖြင်းညင်းစွာထွက်လာသည် စိတ်ထဲတွင်ဘလို့ဖြစ်နေမှန်းမသိသူသည်အကယ်၍ဤအိမ်ကြီးတွင်ထာဝရနေသွားရပါကလျူအားပါးကိုသာမကရွှေရင်ကိုပဲအယားအယားသူကျေနပ်မိမည်ဖြစ်သည်လျူသည်မစ်လျူနှင့်ညတိုင်းသွားနေကြပွဲနှင့်ဟိုတယ်များသို့မသွားတော့ပင်သူသည်အိမ်၌ပျော်လာသည်ရွှေစင်နှင့်မြူးနေပေတော့သည်သူအိမ်၌ကြကြပျော်၍လာမှုကြောင့်ရွှေစင်တွင်ပြိတ္တရီရှိလာတော့သည် ရွှေစင်သည်သူ့အဖြစ်ကိုဝန်းနေဖို့တတိမရပြီ။သူသည်ပူပန်ရန်ကိုလည်းကြိုတင်မတွေ့ခေါ်မိပြီ။သို့တော့နောက်ဆုံးဝန်းနေရတော့သည်သူ့ဤဝန်းနေရခြင်းမှာ ခလေးတိတ်တိတ်ပုံရရှိပြီမဟုတ်။လျှူးကသူ့ကိုတောင်းမှန်၏။ဤအိမ်ကြီးမှာထွက်ခွာ၍အဝေးတွင်ခလေးမွေးဖို့သူ့ကိုတောင်းမှန်သည်။လျှူးသည်ငွေများများပင်ရွှေစင်ကိုပေးသည်။ထိုကဲ့သို့အိမ်ကြီးကိုခွဲရ၍သူ့ဝန်းနေခြင်းဖြစ်ပေသည်။ ရွှေစင်သည်မပေါ်သေးသောသူ့တရေကိုအသာဖုံး၍သူမက်မော်လာသောထိုအိမ်ကြီးမှထွက်လာခဲ့သည်။မစ်လျူကိုမူရွှေစင်မိဘများကလင်ပေးစားလို့၍ရွှေစင်တောသို့ပြန်သည်ဟုလျူကအကြောင်းပြလိုက်သည်။ဒီလိုနှင့်ပင်ရွှေစင်ဇက်ထုပ်ကပြီးခဲ့ရသည်။သို့သောရွှေစင်သည်ထိုအိမ်ကြီးကိုအိမ်မက်ထဲတွင်တွေ့ရတိုင်းငိုမိသည်။ရွှေစင်ဤကံကြောင့်မေတီသူရင်သားလေးရလာလေပြီ။ လျှူးသည့်ထိုတရင်ကိုကြားကြခြင်းရွှေစင်စီတို့ပြေးလာသည်ခလီရောရွှေစင်ကိုရောသူ့အိမ်သို့ခေါ်သွားသည် သူ့မိန်းမကိုလျှူးကပြောပြပြန်သည်ရွှေစင်ယောက်ျားဆုံးသွားပြီတို့များသူ့သားကလေးကိုမွေးစားရအောင်လျှူးဤသားသည်လျှူးလိုပင်ဖြူစွတ်လာပါပြီသည်မစ်လျှူးသည်ခလီကိုချစ်၏သူတို့သည်ခလီကိုအမွေစားအမွေခံမွေးရပေမည်ယောက်ျားကလေးဆိုသည်မှာ တရုတ်လူမျိုးများအတွက်အဖိုးတန်လာသည်စာချုပ်စာတမ်းနှင့်မွေးမှာပဲဒါပေမဲ့ရွှေစင်ဒီမှာရှိနေရင်ခလေးကသူ့ကိုသာချစ်မှာ ရွှေစင်ကိုတော့ဒီအိမ်မှာမထားနိုင်ဘူးလျူဤမိမကဆို၏ထို့ကြောင့်ရွှေစင်သည်ဒုတိယမိသူ့သားနောင်ရီကိုငဲ့ကအိမ်ကြီးပေါ်ကိုမှချိန်မချခင်ထွက်ခွာလာခဲ့ရပြန်သည်နေနေတော့ရွှေစင်းဖို့ကြောင်တောင်တောင်ဟာတာတာဖြစ်နေသည်သူချက်တော့အင်ကြီးတွင် ူသားသည်မြူ၍နေရှာပေမည်။ဒီအကြောင်းကပင်သူ့အတွက်ကျေနပ်စရာကောင်းမည်။သူသည်အဝေးတွင်နေရင်အချိန်များကုန်လွန်ခဲ့လေသည်။စစ်ပင်ဖြစ်လိုက်သေးသည်။ကုန်လွန်သွားကြသောနှွေနှင့်မုံဦးဆောင်စသည်တို့ကိုပင် သူတရီမထားမီ။နှင်းမုံများကိုပင် မကြည်နူးယုံမကမုံဦးကိုလည်းမလွမ်းစွတ်တော်ပင်။တကယ်တော့သူအစင်သားရသောအသေးနှလုံးသည်ตาနှင့်အင်ကြီးဖြစ်သည်။ ထိုဟာများနှင့်ဝေးကွာနေရသည်မှာအထိပဲမရှိပေ။ယခုတော့ရွှေစင်သည်မျက်စိရောင်များပင် မတောက်ပါတော့ပင်ဆံရောင်များကလည်းကြောင်လာသည်။ရွှေစင်သည်အိုရွေလာခဲ့ပေပြီ။သူအမှတ်မထားသောနှွေဦးတညံ့နေတွင်ခ িউ နှင့်သူ့သားသည် သူ့အိမ်သို့ရောက်လာသည်။ဖွားရွှေစင်သည်ကြိုးစား၍သူ့သားကိုကြည့်သည်။သားသည်သူ့ကိုဖက်၍နမ်းလိုက်သောအခါသူ့မျက်လုံးတွင်မျက်ရည်များစုပ်ရွှဲလာ၍ သူ့သားကိုရေးရေးပဲမြင်ရသည်သူ့သားသည် ထွား၍လှပသောတငယ်တယောက်ဖြစ်နေလိမ့်ပြီသားကအမေကိုမှတ်မိရဲ့နော်ဖွားရွှေစင်ဤလက်များသည်သားဤပခုံးကိုဖတ်ထားသည် သူ့လက်များသည်ဝါဖြုတ်၍ရှုံနေသည် ပြသောအကြောများသည်တီကောင်များအရေပြားပေါ်တွင် ရှက်၍နေသည်လို့ဖြစ်နေကြသည်ရွှေစင်မင်းသားကိုသူများကြောင့်နေပြောပြတယ် ကို့မိန်းမလည်းဆုံးသွားပြီ။ဟွန်း။ဖားရွှေစင်းသည်လျှူကိုမော့ကြည့်၏။လျှူပထမဆုံးလင်ခဲ့သောသူ၏ရွှေရောင်ပမှုများသည်ယခုရော့ရဲ၍ခြိုက်နေသည်။လျှူကအိုမင်းသွားပြီဆိုပေမဲ့စိတ်များကမအိုပေ။အရေးသွေးမှလည်းရွှေစင်းလောက်မမိန်သေးပေ။သို့တော်လျှူမှလည်းအတော်အိုရနေပေပြီ။အမေနေမကောင်းမှုထင်နေ။အခုအမေကိုကျွန်တော်တို့လာခေါ်တာ။ ကျွန်တော်အင်းအားဆောင်ကအင်ကြီးကိုအမွေရတယ်။အင်ကြီးအင်ကြီးဆိုတော့အတန်ကြားသည်နဲ့တပြိုင်နက်ရွှေစင်ဤမျက်လုံးများသည်ရုတ်တရက်တောက်ပါလာသည်။သူသည်ကြိုးစား၍ပြုံးသည်။သို့တော်သူ့အပြုံးသည် မလာတော့ဘင်း။လျှူတို့သားဖသည်ဖွားရွှေစင်ကိုအင်ကြီးပေါ်သို့ခေါ်လာခဲ့ကြသည်။ယခုခါရောက်လာခြင်းသည်ယခင်လိုအစီကံရွှေစင်ဖြစ်ရောက်လာခြင်းမဟုတ်ဘင်း။တထေဤမိခင် တထေးကတော်အနေနဲ့ဖွားရွှေစဉ်ပြန်လာခဲ့ရခြင်းဖြစ်သည်အဖွားကိုသူတို့တွဲ၍ခေါ်လာကြသည်လှေကားတက်ထစ်ခြင်းဖြင်းညင်းစွာသူတက်နေသည်အခန်းများကိုဖြတ်လာစဉ်ကရောလှေကားကိုတက်နေစဉ်မှာသူသည်နေရည်များကိုခယူဆိုင်ကြည့်သည်ဒါပေမဲ့သူမျက်လုံးများသည်ဘာကိုမှတဲကွယ်စွာမမြင်ရပေရခင်ကလျူဤအိတ်ခန်းတွင် သူ့အတွက်အိယာပြင်ထားသည်အဖွားသည်အခန်းသို့ရှောင်နေစဉ် ရခင်ကသူ့အရသာခံ၍နင်းသောကော်စောပြင်ကိုပွ၍လျှောက်၏။နူးညံ့မှုကို သူပြန်လည်ခံစားကြည့်သည်။သို့သောသူ့ခြေထောက်များသည်ကော်စော၏နူးညံ့မှုကိုအရသာခံ၍မရပေ။ဘာဖြစ်လို့လဲ။ထက်၍ပွကြည့်သည်။ငါးခြေထောက်တွင်ထုံနေပြီထင်နေ။အခန်းနှင့်ရောက်၍အိပ်ရာထဲတွင်လှဲရင်းပဝင်းကျင်ကိုသူလျှောက်ကြည့်၏။နယံများသည်ရခင်ကလိုအဝါရောင်တုပ်၍ ပန်းနုရောင်မိဘုံများထွန်ထားသည်လင်းနေသောအရာမှလွဲ၍သူ့မျက်လုံးသည်အဝါနှင့်ပန်းရောင်ကို မတဲခွဲပင်အမေစတော်ဘယ်ရီသည်နဲ့တဖြစ်သည်ဘယ်ဟာစားမလဲသူ့သားသည်ယူရစွာမိ၏ရွှေစင်ငယ်ဘွားတော်ကဖမ်းမကန်ထဲတွင်မြင်ခဲ့ရသော ရေခဲစိန်ထားသည့်စတော်ဘယ်ရီသည်နှစ်နီကလေးများကိုသူ့မျက်လုံးထဲတွင်ပေါ်လာသည်စတော်ဘယ်ရီသည်စားခြင်းနှင့် သားသည့်ရခင်ကလိုပဲရေခဲစင်၍နို့နှစ်များဆန်းကပကံနှင့်ထည့်၍လာသည်အမေတလုံးစားကြည့်နော်ဖွားရွှေစင်ပါးစပ်သို့ဇုံးငယ်နှင့်ခတ်၍ထည့်သည် အဖွားသည် ဖြည်းဖြည်းလေးလေးဝါနေသည်စတော်ဘယ်ရီသည်ကလည်းဖားရတာမှမပေါ်ချင်းတင်တင်နှင့်ခါခါကြီးဖြစ်နေသည်ဝါရင်စိတ်ပြတ်လာသည် အမန်တော့စတော်ဘယ်ရီသည်ကမခါဘူးအိုမင်းတော်သူဤရှာများကသာအကြည်တတ်ပြတ်၍ အရာသာမပေါ်နိုင်မဲခါနေတော်သည် သူသည်စိတ်ပြတ်၍မျက်လုံးစုံမိတ်ခါမိတ်နေသည်အခန်းလယ်ရှိဇပွဲမှနှင်းစီပွင့်များကလည်းလှပနေသည်တပြည့်သည်များဤအနှံ့ကလည်းပန်းရံနှံ့နှင့်ရော၍မှုန်းနေသည်တခန်းလုံးရခင်ကလိုတင်းပြန်ပြန်ရနှံ့နှင့်လွှမ်းနေတော်လဲအဖွားဤနှကောင်းတွင်ဘာမှမထူကြပေအဖွားသည်ဘာအယုံမှခံစား၍မရတိုင်းမိတ်နေ၏ သူ့ဘဝကိုပြန်တွေးကြည့်သည်ဟိုတုန်းကအကြောင်းများတွေးကြည့်ရသည်ကမှ အရာသာရှိခြင်းရှိအောင်မည်ထို့သောဘာကူးမှစူးစ၍တွေးမရပါတကားစဉ်းစားရင်ပျောက်ချင်တာတွေပျောက်တခြားရောက်ချင်တာတွေရောက်စူးစ၍တွေးလို့ပင်မရသူသည်အာယုံကြောများကိုထိမ့်ချုပ်မထားနိုင်တော့ပြီအဖွားသည်ငိုချင်လာမိသည်တထဲမိခင်ဖြစ်လာသည့်အတိုင်းလှပနူးညံ့သောလုံကြီးများတထဲပြီးတထဲရောက်လာကြသည် အယိုးကောက်ကဲ့ဖြစ်နေသောတင်မာတွင်ဘာလုံးကြီးမှလည်းမနှူးညံ့မီလူဤမွေရာထဏငိမ့်ငိမ့်လေးအသာလှဲနေ၏အမှန်တော့အဝိဝတ်ထားပြီးရသားလူနှင့်တူနေသည် အဝိမရှိလျင်အယိုးရုပ်ကိုမွေရာပေါ်တွင်တင်ထားသည်နှင့်တူသည်အစီကံမင်းကလေးသည် သူ့ကိုဈေးလာတိုက်သည်ပြီးရင်မင်းကလေးသည်ဝရန်တာတွင်သွား၍ရက်၏အင်းရည်ပြင်သည်ညင်၍မျက်ရောင်လွှမ်းနေသည် ရွက်လီများသည် ဖြင်းညင်းစွာရွေရှားနေကြသည် မင်းကလေးသည်ခနာတွေ့၍ကြည်ရင်မှ အဖွားဘက်သို့လှည့်ကြည့်၏အဖွားသည်အိယာပေါ်တွင်လှည့်မြဲပြီးခါဝေလုံးကြီးမှရှော့ကြနေသည် ခွဲ၍ဝင်နေကရှုံတော့တော့ဖြစ်နေသောအဖွားဤတင်မာသည်ဆပ်ပရင်မှုရပေါ်တွင်အယုတ်ဆိုးနေသည်မင်းကလေးသည်အနားသို့ကပ်၍လုံးကြီးကိုဆွဲတင်လိုက်၏တင်မာကြီးကလှလည်းမလှဘူး တူတူပြော၍ပြောမိသည်ဖြတင်းမလေးများသည်ရခင်ကလိုပင် ဖြည်းဖြည်းလေးဝင်လာကြသည်အိမ်ကြီးကမူရခင်ကလိုပင်တာတောင်တာယာရှိပေသည်အဖွားကမူအာလုံးသော အရာသာများကို မခံစားနိုင်တော့ပင်ယခုချိန်ခါကြတော့မှထိုအာယုံများမှာဘာများအတုံးကြအောင်တော်မြင်နေ1953ခုနှစ်မတ်လအဆုံးထိနားဆင်ပေးခဲ့ကြတယ် စာချက်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်